ကျွန်တော်ရှင်းပြပြီးသူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါ29ရက်6လ2025ရက်နေ့ရက်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတော့ဒီနေ့နဲ့ရခိုင်ရခိုင်ချင်းနဲ့ပတ်သက်ပြီးကျွန်တော်တင်ပြပေးမယ်အဲ့တော့ရခိုင်လူမျိုးတွေခင်ဗျားတို့အမြင်မှန်ရတတ်ပြီသိတတ်ပြီအဲ့တော့ပြောချင်တဲ့ချက်ကဘာလဲဆိုလို့ရှိရင်ခင်ဗျားတို့တမတော်မှာတပါကျန်တဲ့လက်နက်ကင်ကျန်တဲ့လက်နက်ကင်ဖွဲ့စည်းမြည်သည့်ဖွဲ့စည်းမှုတို့ခင်ဗျားတို့အားကိုးစရာမရှိဘူးအားကိုးစရာမရှိဘူးအားလုံးကကိုကြိုးစည်းဝါးအတွက်ပဲလုပ်နေကြတာဘယ်တိုင်းရင်းသားလက်နက်ကင်မဆိုး နော်ကျွန်တော် A တခုတည်းကိုရည်ညွှန်းပြီးပြောတာမဟုတ်ဘူးဘယ်တိုင်းရင်သားလက်နက်ကင်မဆိုသူတို့ရဲ့ကိုဂျိုးစီးပွားတော့ကိုပဲလောက်တာဖြစ်ပါတယ်ခင်ဗျားတို့တိုင်းခင်ဗျားတို့လူမျိုးတွေအတွက်လောက်တာတခုမှမရှိဘူးတခုမှမရှိဘူးဒါကိုခင်ဗျားအခုတာရကအနေနဲ့ရခိုင်လူမျိုးတွေတိတိမီလို့ကျွန်တော်ထင်တယ်တိတိမီလို့ထင်တယ်ဘာလို့လဲဆိုတော့လက်ရှိရခိုင်မှာဖြစ်နေတဲ့စစ်ပွဲတွေကိုကြည့်လိုက်ပါနော် AA နဲ့တမတော်တမတော်နဲ့ AA တိုက်ပွဲတွေဖြစ်ခဲ့ကြတယ်အဲ့တော့တိုက်ပွဲဖြစ်တဲ့အချိန်မှာတမတော်ကတချို့တချို့သောဒေသတွေပေါ့တချို့တချို့သောမြို့တွေတချို့တချို့သောရွာတွေ လက်လွတ်ဆုံးရှုံးလိုက်ရတယ်ဒါလက်လွတ်ဆုံးရှုံးတဲ့အလျောက်ဒါအကြံဘက် A တွေနော် A တွေကြီးစိုးတယ်အဲ့ကြီးစိုးတဲ့နေရာဒေသမှာအခုဘာတွေဖြစ်လဲကျွန်တော်ရခိုင်သူရခိုင်သားတွေအသေးဆုံးပါနော်လက်ရှိကလားနဲ့ကလားနဲ့ဆစ်ဖြစ်နေတယ်နော်အစွန်းရောက်ဘင်္ဂါလီစောက်ကလားတွေနဲ့ဆစ်ဖြစ်နေတယ်ဆစ်ဖြစ်နေတဲ့အချိန်မှာမသက်ဆိုင်တဲ့ပြည်သူကိုတရားခံလုပ်ပြီးတော့နော်အဲ့စောက်ကလားတွေအနေနဲ့ရွာတွေကိုမိရှုရခိုင်သူတွေကိုမရင်ကျင့်အကြမ်းဖက်မှုတွေကိုဆောင်ရွက်နေတယ် ဒါနဲ့ပတ်သက်ပြီးအကြံပတ်ဒီဘက်က A နော်ရခိုင်ကိုစားပြုပါဆိုရက်အကြံပတ်လက်နက်ကန် A အနေနဲ့ခင်ဗျားတို့တိုင်းရင်းသားတွေအတွက်ခင်ဗျားတို့လူမျိုးတွေအတွက်ခုရှိရနေမမမမယက်တိပေးလားယက်တိပေးလားကျွန်တော်ဒါလေးတော့ခုနောမေးခွန်းထောက်ထားချင်တယ်အဲဒါကြောင့်မို့ညီးသီးလက်နက်ကန်မဆိုကိုကျိုးစီဝါအတွက်မရှိရင်ဘာမှမလုပ်ပါဘူးသူတို့လက်နက်ကန်ပြီးဆိုကြတဲ့ကသူတို့ရဲ့ကိုကျိုးစီဝါရေးကိုကြည့်ပြီးမှလက်နက်ကန်တာဖြစ်ပါတယ်ခင်ဗျားတို့တိုင်းရင်းသားတွေအတွက်လုတ်ပေးတာတခုမှမရှိပါဘူးအဲဒါကြောင့်တက်မတော်ကတပါး ကျန်တဲ့လက်နက်ကိုင်ယုံကြည်လို့မရပါဘူးနော်တက်မတော်ကဟိုတက်မတော်သားလည်းနိုင်ငံကိုကာကွယ်နေတဲ့မြန်မာတက်မတော်ကသာတယ်လေမြားတို့ရဲ့ကိုတိုင်းရင်းသားတွေတိုင်းရင်းသားလူအခွင့်အရေးတွေတိုင်းရင်းသားသွားမဲ့ဒီမိုကရေစီတွေတိုင်းရင်းသားရသင့်ရထိုက်တဲ့ရပိုင်ခွင့်တွေတိုင်းရင်းသားနေပြည်ဒေသတွေအေးချစွာတည်ငြိမ်အောင်ဆောင်ရွက်ပေးနိုင်မှာမြန်မာတက်မတော်တခုသားရှိပါတယ်နော်ကျန်တဲ့လက်နက်ကိုင်နဲ့ယုံကြည်အားကိုးလို့မရဘူးအခုလက်ရှိရခိုင်မှာဆစ်ဖြစ်နေတယ်အေနဲ့ဒီဆောက်လိုက်နေဆစ်ဖြစ်တယ် တော့ exit ဖြစ်တဲ့အချိန်မှာဒဇာကန်အနေနဲ့အဲဆောက်ကလာဘင်္ဂလီတွေအနေနဲ့မလုပ်တယ်ရခိုင်လူမျိုးတွေနော်နေတဲ့ရွာတွေနော်ရခိုင်လူမျိုးအများစုတရှိရရွာတွေကိုမိရှို့တယ်ဖျက်ဆီးတယ်အိမ်တွေကိုမိုင်းခွဲတယ်ပြီးရင်အိမ်မှာရှိတဲ့ဒေသခံတမိပြူတာဟိုတမိပြူတွေကိုမရင်းကျင်တယ်ခေါ်ဆောင်နေမရင်းကျင်တယ်တတ်ဖြတ်တယ်နော်အဲ့တော့တငယ်မရင်းမှုကိုတောက်လျှောက်လက်နက်ကင်တွေအနေနဲ့ကျူးလွန်ခဲ့ကြတယ်အဲ့တော့အများဆုံးကျူးလွန်ခဲ့တာကတော့အကျမ်းပတ် PDF တွေက ပို့ပြီးတော့အများဆုံးကျူးလွန်ခဲ့တာပေါ့နော်အဲ့တော့ PDF နော်ပြည်သူကာကွယ်ရေးတပ်ပါဆိုခေါင်းစဉ်တက်ထားပြီးတော့မှတက်ငယ်မရိမှုတွေကိုအဆက်ဆက်ကျူးလွန်တယ်ပြီးရင်ဒီတိုင်းမရိမှုတွေကိုတောက်လျှောက်ကျူးလွန်တယ်သူတို့ကစခဲ့တဲ့ဇလန်းကအခု A ကလည်းဒီစောက်ချိုးကိုသွားတယ်နော်ချင်းသူဟိုချင်းမလေးတွေကိုခေါ်ပြီးတော့မရိင့်ကျင့်တယ်တက်ဖြတ်တယ်ဝတ်ဆိုတာနောင်ဘွားမကူဒီဘွားမှာပဲကူးတာပါအဲ့တော့ဘာဖြစ်လဲ A ကချင်းမလေးတို့ခေါ်မတိုင်းကျင့်တော့အခု ်ဘင်္ဂါလီဆောက်ကလားကရခိုင်မလေးတွေကိုခေါ်ပြီးမတိန်ကျက်ခံရတယ်မတိန်ကျက်ခံရတယ်အဲကြားရဲခံရတာပြည်သူကခံရတာပါเนาะပြည်သူကခံရတာအဲ့တော့ကျွန်တော်ပြောချင်တာကရခိုင်လူမျိုးတွေအနေနဲ့တည်တည်တိထိုက်တဲ့အမြင်တွေရသင့်ပြီအဲ့တော့အရင်တုန်းကဗမာလူမျိုးတွေတအားကောင်းနေပြန်เนาะကျွန်တော်တို့ဗမာတွေကတော်တော်ကောင်းပါတယ်เนาะကျွန်တော်ပြောလို့ပြောတာမဟုတ်ကိုလူမျိုးကိုပြောတာလည်းမဟုတ်ဘူးအကုန်လုံးက135မျိုးလုံးကကျွန်တော်တို့မြန်မာနိုင်ငံကြီးကိုကာကွယ်ရမယ့်တာဝန်ကကျွန်တော်တို့ဒီ135ဟို135မျိုးလုံးမှာတာဝန်ရှိတယ်။ဒါပေမဲ့ အဲ့ဒီမှာမှာဗမာလူမျိုးကတအားဆောက်သဘောထားကောင်းတာတအားဆောက်သဘောထားကောင်းတာအဲ့တော့ရခိုင်မှာတောက်လျှောက်ဟိုမုံတိုင်းနေတိုက်တဲ့ရေကြီးရေရှမ်းမှုတွေဖြစ်တဲ့နော်အကုန်လုံးပေါ့နော်ဖြစ်တဲ့ဘေးမှန်သမျှကိုအကုန်လုံးကကုညီကြတဲ့ရေတွေတွားတယ်နော်ထောက်ပံ့ရေတွေလုပ်တယ်ပြန်လဲနေရာချထားရေတွေဆောင်ရွက်ပေးတယ်အစားအသောက်အားလုံးကိုကုညီဆောင်ရွက်ပေးတယ်ဒါပေမဲ့ကျေးဇူးကမ်းတယ်ကျေးဇူးကမ်းတယ်ရခိုင်လူမျိုးအများစုကျေးဇူးကမ်းတယ်လို့ပဲကျွန်တော်ပြောမယ်အေကိုဖေးဖေးထင်ပြီးတော့နော်အေကိုဖေးထင်ပြီးတော့ဒီဘက်က ဗမာလူမျိုးမုံတီးရွာတော့ကိုရခိုင်လူမျိုးတွေကကျင့်သုံးခဲ့ကြတယ်ရခိုင်လူမျိုးအများစုနော်အများစုကကျင့်သုံးခဲ့ကြတယ်အဲ့လိုကျင့်သုံးခဲ့လို့အခုမဖြစ်တဲ့မဖြစ်လိုက်တဲ့ဟာတွေအခုဖြစ်နေပြီနော်နောက်တကားကြီးပောက်သွားတယ်နောက်ကားကြီးပောက်သွားမကြခင်ကျွန်တော်မြန်မာနိုင်ငံတော်တော်တော်စိုးရင်ရတယ်အမှတ်တွေရောက်တယ်နော်အမှန်တိုင်းပြပြမယ်မြန်မာတက်မလို့ဘာသာမရှိဘူးဆိုလို့ရခင်ဗျားတို့မြန်မာနိုင်ငံကဒီလောက်လေးရေရှည်တိတန့်နေရာအကြောင်းတော့မရှိဘူးဗျာနော်ရေရှည်တိတန့်နေရာအကြောင်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့အဖက်ဖက်ကအပောက်တွေကဝင်လာကြမှာအခုပဲ ရခိုင်ဘက်ကနေစဝင်လာပြီနော်ရခိုင်ဘက်ကစဝင်လာပြီအဲ့တော့မကြခင်ရခိုင်ကညမတက်မတော်ကထိုးစစ်ကြီးကြီးထိုးစစ်ဆင်ပါလိမ့်မယ်ထိုးစစ်ဆင်ပါလိမ့်မယ်အဲ့တော့စောက်ကလားတွေကိုလည်းမောင်းထုတ်မယ်ဒီဘက်ကကြမ်းဘက် A ကိုလည်းညမတက်မတော်ပြန်မောင်းထုတ်ပါလိမ့်မယ်ပြန်မောင်းထုတ်ပါလိမ့်မယ်လက်တလို့အချိန်နေရအချိန်အနေထားလေးရခဏစောင့်ကြည့်နေတဲ့အနေထားလေးပဲရှိတယ်လို့တော့ကျွန်တော်ပြောလိုက်ပြတယ်နော်ဒါကတော့ရခိုင်ချင်းနေနဲ့ပတ်သက်ပြီးပြောပြတာပါနော်ရခိုင်မှာလက်ရှိတိုက်ပွဲတွေပြင်းထန်နေတယ်ဒီ AA နဲ့ ဘင်္ဂါလီစောက်ကလိုက်နဲ့တိုက်ပွဲဖြစ်နေတယ်ဂျာရဲရတစားကံပြည်သူလူထုကယွာရီမီရှုခံရတယ်တမီးပြိုတွေမရင်းကျင်ခံရပါတယ်နော်ဒါလေးတင်ပြချင်တာတစ်ချက်နောက်ခေါက်တော့ဒီဘက်ကြောင်မဲကြောင်မဲချင်းနေနဲ့ပတ်သက်လို့ကြောင်မဲကတက်မတော်ကတော်တော်ကိုထိုးစစ်ကောင်းပါတယ်နော်တော်တော်ကြောင်မဲကထိုးစစ်ကောင်းတယ်လက်ရှိအနေထားအရဒီကြောင်မဲနဲ့မလူအပ်တော့တဲ့ငားမိုင်လောက်တန်လေးကွာပါတော့တယ်နော်ကြောင်မဲနဲ့လက်ရှိတက်မလို့စစ်ကြောင်းနေရောက်နေတဲ့နေရာနဲ့ကငားမိုင်လောက်ပဲကွာတော့တယ်ဘာဖြစ်လဲဆို စခန်းသားကိုလည်းတမတော်ကဒီအကျံဘက်တည့်ရဲ့လေးရဲ့အမာခံစခန်းကုန်းလို့ပြောလို့ရတဲ့ဒီစခန်းသားကိုတမတော်ကပြန်လည်းထိန်းချုပ်ပြီးပြီးအဲ့တော့ကြောင်မဲကိုလုံးမှုပဲကျွန်တော်လေကြောင်မဲကိုလုံးမှုကျွန်တော်လေအဲ့တော့ကြောင်မဲကိုလုံးမှုအတွက်အဲ့မှာတိုက်ပွဲဝင်နေတဲ့တမတော်သားတွေကဒီလာကုန်ထိတည့်ရဲ့လေးကိုရာဇတန်ပေးထားတယ်ရာဇတန်ပေးထားတယ်ကြောင်မဲကနေအသာတကြီးနဲ့ထွက်မလာဒါမှမဟုတ်တမတော်တိုက်သွားမလာတိုက်ယူရမယ်ဆိုလို့ရှိရင်တော့သိကြပါရခင်ဗျာပလောင်တော့ခွေးမျိုးတုံးပြီခွေးမျိုးတုံးပြီမပြောမရှိနဲ့ပလောင်ခွေးမျိုးတုံးပြီအဲ့တော့မြို့ကလည်းပြတ်မယ်မြို့လည်းပြတ်မယ်အဲ့တော့ လက်ရှိတရလေကတော့ဘာအကြောင်းကြောင်းလဲတော့မသိဘူးသူတို့ရဲ့ဒီအထင်ကရနေရာတွေမှာသူတို့လွှန့်ထူထားတဲ့သူတို့ရဲ့အလံတွေကိုတော့ချုပ်သိမ်းသွားပြီချုပ်သိမ်းသွားပြီတေချာတကောတော့ခွေးပြေးပြေးဘူးပဲကြံမာတော့တယ်နော်ခွေးပြေးပြေးဘူးပဲကြံမာတော့တယ်ဒါကတော့ကြောင်မဲချင်းနဲ့ပတ်သက်ပြီးပြောပြတာပါကြောင်မဲမှာတော့ဒေါက်ရှောက်တိုက်ပွဲတွေပြင်းထန်နေတယ်တက်မတော်ကအသာစီးနဲ့ဝင်လုံးနေပါပြီဝင်လုံးနေပါပြီမကြခင်ကြောင်မဲဒေတာကံပြည်သူတွေနေရဒေတာကိုပြန်တော့မယ်အေဂျင့်တင်ငင်ဆောင်နဲ့ပြန်လည်နေထိုင်ရတော့မယ်ကြောင်မဲကိုရပြီဆိုလို့ရှိရင်တော့တစ်ဖက်ကဒီဘက်တိဖို့ တီဘောကလုံးဝချက်ကလေးငါကလေးကောက်တို့ကျွန်တော်အများအားပြောနေကြတိုင်းကောက်လို့ရပါတယ်ကောက်လို့ရပါတယ်ဒါကတော့ကြောင်မဲချိန်နဲ့ပတ်သက်ပြီးပြောပြတာပါဒီဘက်ကရင်ပြည်နယ်ဘက်မှာလည်းတောက်လျှောက်တိုက်ပွဲတွေပြင်းထန်နေတယ်ကရင်ပြည်နယ်ထဲမှာဆိုရင်တော်တော်များများနေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေတယ်ပြီးရင်လေးကကောနော်လေးကကောမှာလည်းဒါတောက်လျှောက်တိုက်ပွဲတွေပြင်းထန်နေတယ်အဲ့နေရာကတော့လုံးဝအထင်ကြီးရှိတဲ့နေရာဖြစ်ပါတယ်နော်အဲ့မှာတော့တိုက်ပွဲတွေတောက်လျှောက်ဆက်လက်ပြီးတော့ပြင်းထန်နေတယ်ထပ်မှန်ပြီးတော့ဒီဘက်စကိုင်းဘက်မှာလည်းတက်မတော်ကဟိုလေချောင်းနဲ့ဘောက်ဖွင့်ပြသွားတယ်ရှိတယ်ဘောက်ဖွင့်ပြသွားတာရှိပါတယ် အဲ့တော့ဘာလို့ပေါက်ဖွင့်ပြလဲဆိုလို့ရှိရင်တချို့ဒီဒီဒီနေ့တော့နှစ်ပိုက်ဖြစ်နေမယ်เนาะနှစ်ပိုက်ဖြစ်နေမယ်ပြောမှလေနေများလို့ပေါ့เนาะအဲ့တော့တက်မတော်ကဘာလို့လေချောင်းနဲ့ဘုံကျဲလဲအဖြစ်အရှင်းရှင်းလေးအကြံပတ်တွေမရှိဘဲနဲ့တက်မတော်လေချောင်းနဲ့ဘုံမကျဲပါဘူးเนาะဖင်အားပြီးတော့ခင်ဗျအေဂျင့်နေတဲ့နေရာဒေတာတခုကိုတက်မတော်ကလေချောင်းနဲ့သွားပြီးဘုံကျဲရုပ်ထုံးတာတော့မရှိဘူးဗျမရှိဘူးเนาะစစ်ကြောင်းဝင်ရုပ်ထုံးတာလည်းမရှိဘူးအဲ့တော့တချို့ကွန်မန့်တွေတချို့တချို့သောလူတွေကျွန်တော်လာမေးတယ်စစ်တပ်က ဘာဖြစ်လို့ရွာတွေကိုမီးရှို့နေရလဲရွာဘာဖြစ်လို့ရွာတွေကိုလေကြောင်းဟိုလေကြောင်းကနေပြီးတော့ဟိုပြာဖြစ်အောင်တိုက်နေရလဲလို့မီးနေအဲ့ကျွန်တော်ကပြန်မီးခွန်းထုတ်လိုက်ပြသည်အေဂျင့်နဲ့မြို့ကိုတက်မတော်လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာရှိလားရွာတွေကိုမီးဟိုအေဂျင့်နဲ့မြို့တစ်မြို့ကိုစစ်တပ်ကမီးဝင်ရှို့တာရှိလားမီးဝင်ရှို့တာရှိလားအဲ့တော့အဲ့ဒါကိုကျွန်တော်အရင်မီးခွန်းထုတ်လိုက်ပြသည်အဲ့တော့အကျမ်းပတ်တိရှိတဲ့နေရာကိုတက်မတော်ကလေကြောင်းနဲ့ဘုံကျဲတာဖြစ်ပါတယ်နောက်တစ်ခုကသူတို့ပြောပြောနေတဲ့စာသင်ကျောင်းတွေကိုဘုံဟိုလေကြောင်းနဲ့တိုက်ခိုက်တယ်လို့ ဟိုဘုံကြီးကျောင်းတွေကိုလေကျောင်းနဲ့ဘုံကြီးတက်ခိုက်တယ်တို့အထင်ကရှိတဲ့နေရာတွေကိုဘုံကြီးတက်ခိုက်တယ်တို့ဒါကြီးပြောနေရတယ်။အဲ့နေရာတွေကိုဘသူတွေကကပါနေယူခဲ့ကြတာလဲ။ဘသူတွေကကပါယူတာလဲ။အရင်တုန်းကတက်မတော်ကအတက်နိုင်ဆုံးဒီအထင်ကရှိတဲ့နေရာတွေပြီးလို့ရှိရင်ဘုံကြီးကျောင်းစာသင်ကျောင်းတွေပလီတွေပြီးလို့ရှိရင်ဒီဘက်ဒီခရိယံကျောင်းတွေတော်တော်များများကိုအလွတ်တန်းရှောင်ပါတယ်။အတက်နိုင်ဆုံးလေကျောင်းနဲ့ကျဲရမယ်ဆိုတော့မှမကျဲဘဲနဲ့ချင်းချောက်တဲ့ပုံစံမျိုးပဲလုပ်ခဲ့တာရှိပါတယ်။ နောက်ပိုင်းမှာအကြံပတ်ဒီအနေနဲ့ဒါကိုခွန်ကောင်းယူတယ်တမတော်ကဒီလိုနေရာတွေကိုမလုပ်ဘူးဆိုတာကိုသူတို့သိနေတဲ့အတွက်ဒါကိုအခွန်ကောင်းယူပြီးတော့အဲ့နေရာတွေမှာအခိုင်အမာစခန်းချတယ်အခိုင်အမာတိဆောက်တယ်အခိုင်အမာနေရာယူတယ်ဒါကြောင့်မလို့တမတော်ကလေချောင်းနဲ့ပုံကျက်တစ်ခက်ရှင်းလင်းတယ်ပြီးလို့ချင်းလက်ရှိနောက်ပိုင်းမှာတမတော်ကတုံးလာတဲ့ဒုံးတွေကဒုံးကအဆင်းမြင့်ပါတယ်အဆုံးအဆင်းမြင့်ပါတယ်အဲ့တော့ခြေရာခံခြေရာကောက်ဒုံးစနစ်တွေကိုအသုံးပြုလာတာတွေ့ရတယ်အဲ့တော့ရန်သူရဲ့တည်နေရာကိုလုံးဝတစ်ချက်ကလေးမှမလွဲအောင်ထောက်ပြီးတော့ပြစ်ခတ်နိုင်တဲ့ဒုံးတွေကို လက်ရှိတက်မတော်ကအသုံးပြုလာတွေ့ရတဲ့အတွက်အကြံပတ်တွေအနေနဲ့ခွေးပြွက်ပြီးပြီးနေရပါတယ်နော်တက်မတော်အနေနဲ့လက်ရှိတာအစင်းမြင့်ဒုံးတွေကိုအသုံးပြုလာတာတွေ့ရတယ်ပြီးရဒီဒုံးထဲမှာမှာကျွန်တော်တို့အသေးခံဒုံးပေါ့အသေးခံဒုံးတွေအသုံးပြုလာတာတွေ့ရတယ်အသေးခံဒုံးဆိုတာကတော့ဗာလဲဆိုလို့ရှိရင်ရန်သူလဲသေးဒုံးလဲသေးဒုံးလဲပြက်ပါဒုံးလဲပြက်ပါသူကတော့ဆွမ်းနဲ့ဒီပထမပိုင်းမှာကျွန်တော်တင်ပြခဲ့တဲ့အတိုင်းခြေရခံခြေရောက်ဒုံးပုံစံမျိုးဖြစ်ပါတယ်နော်အဲ့တော့ခြေရနောက်ကိုလိုက်တယ်အဲ့ခြေရဆုံးတဲ့အချိန်မှာပဲအဲ့ဒုံးကပောက်ကွဲတာဖြစ်ပါတယ်နော်အဲ့ဒုံးကပောက်ကွဲတာဖြစ်ပါတယ်ဒါကြောင့်မို့ အကြံပေးတဲ့အနေနဲ့ရှောင်လို့မရပဲညီအောင်နန်းတော်ကိုတရင်ပို့ရတာဖြစ်ပါတယ်အဲ့တော့လက်ရှိကြံနေတဲ့ PDF တွေအနေနဲ့လည်းအမြင်မှန်ရတဲ့မိလက်ရှိညာတို့တချို့မီဒီယာတွေမှာပြောနေတာရှိရဲ့အတူရောင်ရွေးကောက်ပွဲအတူရောင်ရွေးကောက်ပွဲ ਨੇ ဒါကအတူရောင်မဟုတ်ပါဘူးဒါကအစ်စ်မှန်ရွေးကောက်ပွဲဖြစ်ပါတယ်နောက်ဒီရွေးကောက်ပွဲမှာမှခင်ဗျားတို့မပါဝင်ဘူးဆိုလို့ရှိရင်မတ်တမတော်ဒီရွေးကောက်ပွဲကိုလုံးမပေးဘူးသားဆိုလို့ရှိရင်ခင်ဗျားတို့ပြောပြောနေတဲ့260နော်260စစ်တပ်ကတော့သူသူအုပ်ချုပ်ချင်တော့အုပ်ချုပ်သွားလိမ့်မယ် ။နော်အဲ့လိုတွေမဖြစ်ရအောင်ခင်ဗျားတို့သွားနေတဲ့ဒီမိုကရေစီလမ်းကြောင်းနော်ဒီမိုကရေစီရဲ့အနှစ်အယတာနော်ခံစားရအောင်တမတော်ကဒီရွေးကောက်ပွဲကိုပြန်လုပ်ပြီးတာဖြစ်ပါတယ်။ပြန်လုပ်ပြီးတာဖြစ်ပါတယ်။ဒါကိုခင်ဗျားတို့အနေနဲ့အားလုံးပူးပေါင်းပါဝင်ဖို့လိုတယ်။ပါဝင်ဖို့လိုတယ်။တမတော်ကဘာလို့အာနာထိန်ရတာလဲဆိုတာလေမျိုးတွေကျွန်တော်တို့ဒါအကုန်လုံးပြောခဲ့ပြီးပြီဖြစ်ပါတယ်နော်သက်ဆိုင်ရာနေရာတွေကလည်းဒီရဲ့ဘာလို့တက်မတော်အာနာသိမ့်ထိန်းရတာလဲဆိုတော့အဖြေကိုတင်ဆက်ခဲ့ပြီးပြီပါတယ်နော်အဲ့တော့ဒေါက်တာဆုကြည်ဦးဆောင်တဲ့ NLD ပါတီအနေနဲ့မြန်မာနိုင်ငံမှာသူ့ကိုရှင်နိုင်တဲ့ပါတီ အမှန်တကယ်တော့ဘယ်ပါတီမှမရှိပါဘူးဘယ်ပါတီမှမရှိဘူးအဲ့တော့ NLD ကမြန်မာနိုင်ငံမှာတကယ်ပါတီထဲမှာလူအများဆုံးရှိတဲ့ပါတီဖြစ်ပါတယ်နော်ကြက်ခိုင်ကြီးလည်းဟိုနိုင်နိုင်တော့ဥသိမ်းစိန်မှာမဟုတ်ရင်ကြက်ခိုင်ကြီးလည်းဘယ်သူမှမရှင်းနိုင်ဘူးမရှင်းနိုင်ဘူးဥသိမ်းစိန်နာသမရဆိုလို့ရှိရင်တော့သမရလုံးမယ်ဆိုရင်တော့ကြက်ခိုင်ကြီးကဝန်ရှင်ရင်အောင်မြင်အောင်အောင်မြင်နိုင်ပါလိမ့်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ NLD နဲ့ကြက်ခိုင်ကြီးနဲ့ရှင်းနေဆိုရင်သိကြပါတယ်ကြက်ခိုင်ကြီးရရှုံးမှုများတယ်ဒါပေမဲ့ NLD အနေနဲ့ စိုးရင်လွန်ခဲ့တယ်စိုးရင်လွန်ခဲ့တယ်သူတို့တာလျင်အာနာဘလောက်ထိအာနာမြဲဖို့ပေါ့နော်သူတို့အာနာမယူဘူးမယူဘူးနဲ့သူတို့အာနာမြဲဖို့အတွက်မလိုအပ်ဖဲနဲ့မဲလိမ်မဲခိုးမှုတွေလုပ်ခဲ့တယ်မဲတွေက85ရာဂိုင်းနှုံးထက်ကျော်လွန်နေတာဖြစ်တဲ့အတွက်မဲမတမာမှုတွေဖြစ်နေတယ်ဒါအုပ်ဖြည့်ရှင်းမှု UEC ကိုလည်းပြောတယ်ဒါဒေါ်ထန်းစုကြည်ကိုလည်းပြောတယ်ဒီဒေါ်ထန်းစုကြည် NLD ပါတီကိုလည်းဖြည့်ရှင်းခိုင်းတယ်ဒါပေမဲ့သူတို့အနေနဲ့မဖြည့်ရှင်းမင်းနဲ့လွတ်တော်ကိုအတင်းခေါ်လို့အမတော်အာနာမထိန်ညီမင်းနဲ့ထိန်လိုက်ရတာဖြစ်ပါတယ် ်မြန်မာနိုင်ငံမှာရွေးကောက်ပွဲလုပ်ပေးတယ်ဆိုရင်85ရာခိုင်နှုန်းထက်မကြော့ပါဘူးမကြော့ဘူးခင်ဗျားတို့ကြိုက်တယ်လို့တော့ကြိုက်တယ်လို့ရွေးကောက်ပွဲမဲပေးခင်ဗျားပါတီတစ်ခုတည်းကိုဗျာ100ရာခိုင်နှုန်းဘယ်ပါတီဘယ်သူပေးမှလဲဘယ်သူကရမှလဲအဲ့ဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောလဲဆိုတော့တက်မတော်25ရာခိုင်နှုန်းပိုင်ထားပြီးသားလေအဲ့လိုမျိုး85ရာခိုင်နှုန်းမကြော့အောင်တက်မတော်25ရာခိုင်နှုန်းကိုယူထားတာဖြစ်ပါတယ်85ရာခိုင်နှုန်းပြည်မှာတာလျင်နိုင်ဦးပြည်သူလူထုကတည်မြောက်တဲ့အစိုးရဖြစ် သတ်မှတ်ခံရမယ်ဒီလိုမှသာလျင်တမရဖြစ်မယ်ဒီလိုကန့်တထားရှိတယ်ဒါပေမဲ့ NLD ပါတီအနေနဲ့ခင်ဗျဘလောက်ဒီမပေလဲပေလဲဆိုမဲခိုးတာတော့မှခင်ဗျယုတ်တိရှိအောင်မကိုဘူး85ရာခိုင်နှုန်းကျော်ပြီးတော့85တွေ90တွေဖြစ်သွားတယ်တော့အဲ့ဟိုတမလို့ဒါကိုယ်တလေတွေဒီကများ25ရာခိုင်နှုန်းကိုတောင်းလိုက်လာတော့မသိဘူးခင်ဗျ100ရာခိုင်နှုန်းတော့ပြည့်သွားတယ်ဒါကြောင့်မလို့မင်းမတမမှုတွေဖြစ်နေတယ်ဒါကိုရှင်းရှင်းမပြောတဲ့ချိန်မှာ NLD ပါတီအနေနဲ့မဖြစ်ရှင်းမင်းနဲ့လွတ်တော်အတင်းခေါ်လို့တမလို့ကအာနာထိန်းလိုက်ရခြင်းဖြစ်တယ်နောက်တစ်ခုကတော့ NLD လက်ထက်မှာမပေဖြတ်တဲ့ပုံမှန်ခုနှစ်ခုပေဖြတ်ခဲ့တယ်ပေဖြတ်ခဲ့တယ်ဒါတွေကအမှန်တကယ်ကလုံးဝမပေဖြတ်တဲ့အရာတွေဖြစ်ပါတယ်နော်မဖြစ်မပေဖြတ်တဲ့အရာတွေအရှိမဆိုလို့ဗ ାଇ လဲဆိုတော့မပြောတော့ဘူးနော်အကြမ်းမြင်းနေနေကတော့ဒီနိုင်ငံသားအဖြစ်နော်မွေးသားဖွင့်နော်နိုင်ငံသားအဖြစ်မဖြစ်တဲ့ညဖြစ်တဲ့ဘုရားမှာစုံလို့ဒါတွေကိုသူတို့အနေနဲ့ပေဖြတ်ခဲ့တယ်ပေဖြတ်ခဲ့တယ်အဲ့ထဲမှာမှအစိုးဆုံးကသူတို့က59စာလုံးကိုမရမကပြင်ဆင်ခြင်းနဲ့မရမကအစိုးတင်တော့နေဒါပေမဲ့လည်းဒီ59စာလုံးကလုံးဝသူတို့တော့ပြင်လို့မရပါဘူး ရင်လုံးရပါဒါလည်းကျွန်တော် NLD party ဟိုဒေါ်သန်းစုကြည်ဥတည်ပြီးတော့ရေးဆွဲထားတဲ့ပုံမှ59စာလုံးမဟုတ်ပါဘူးကျွန်တော်မြန်မာနိုင်ငံရဲ့သမရတယောက်ဟာတခြားနိုင်ငံသားအဖြစ်တခြားနိုင်ငံသားရဲ့အထောက်အပံ့တခြားနိုင်ငံသားရဲ့အကူအညီကိုယူထားတယ်ဆိုရင် no ညဒေါ်သန်းစုကြည်မှာမဟုတ်ဘူးဘယ်ကောင်မှမရဘူးဘယ်ကောင်မှမရဘူးအဲပြီးရင်သူတို့ရဲ့သားသမီးတွေသူတို့ရဲ့သားသမီးတွေတခြားနိုင်ငံကအထောက်အပံ့ကိုယူထားတယ်ဆိုရင် no မရပါဘူးဒါကဒေါ်သန်းစုကြည်တယောက်တည်းကို ODB ရေးဆွဲခဲ့တာမဟုတ်ဘူးပြီးတော့အဲ့ဒီရက်ဒီ59စာလုံးဆိုတာရေးဆွဲခဲ့တာလည်းဦးနေဝင်ရေးဆွဲခဲ့တာလည်းမဟုတ်တယ်လို့ဦးတန်းရွှေရေးဆွဲခဲ့တာလည်းမဟုတ်တယ်လို့ဒီဦးမြောင်နိုင်ရေးဆွဲတာလည်းမဟုတ်ပါဘူးနော်တော့ခမားတို့ပြောပြောနေတယ်တက်မတော်ရဲ့ဖခင်ကြီးဘူချုပ်အောင်ဆန်းကိုလည်းရေးဆွဲခဲ့တာဖြစ်ပါတယ်ဒေါ်လန်းစုကြည်ရဲ့အဖေပါလို့နာမည်ခံထားတဲ့ဒေါ်လန်းဆန်းဟိုဘူချုပ်အောင်ဆန်းရေးဆွဲခဲ့တဲ့ပုံမှန်59စာလုံးတာဖြစ်ပါတယ်နော် ်ဒေါ်ဆန်းစုကြည်ရဲ့အဖေဖြစ်ဘာလို့နာမည်ခံယူထားလဲဆိုတာတော့တချို့တချို့တော့အကြီးပိုင်းတွေကတော့သိပါလိမ့်မယ်နော်ဒေါ်ဆန်းစုကြည်ကဘူကြောင်ဆန်းသမီးဟုတ်လားမဟုတ်ဘူးလားဆိုတာနော်အဲ့တော့အမုံတရားကြီးကွာမှာဆိုလို့မပြောပါဘူးအဲ့တော့သူတို့ဒေါ်ဆန်းစုကြည်ရဲ့အဖေဘာလို့ခံယူထားတဲ့ဘူကြောင်ဆန်းရေးဆွဲခဲ့တဲ့59စာလုံးဖြစ်ပါတယ်နော်ဒါကဒေါ်ဆန်းစုကြည်ရွေးပြီးရေးတာမဟုတ်ပါဘူးနော်တော့ဒါတွေကိုမပယ်ဖြတ်တဲ့ပုံမှန်တွေကိုပယ်ဖြတ်ခဲ့တဲ့အတွက်လက်ရှိမြန်မာနိုင်ငံရဲ့ရေကင်းကဒီလိုတွေဖြစ်နေတာဖြစ်ပါတယ်နော်။ဒါလေးလေတိတိလောက်လေးတွေ ထည့်ပြပေးခဲ့တယ်နောက်တစ်ခါတော့ဒီကချင်ပြည်နယ်ဘက်မှာလည်းဒါတိုက်ပွဲတွေပြင်းထန်နေတယ်တက်မတော်ကဒီလိုင်စာအထိကိုဝိုင်းပိတ်ဆို့ထားတဲ့အနေအထားတွေရှိတယ်ဒါပေမဲ့လိုင်စာကိုတော့တက်မတော်ကတိုက်လို့မရပါဘူးတိုက်လို့မရဘူးဘာဖြစ်လဲဆိုတော့ဒီကျွန်တော်ဖွဲ့စည်းပုံအရာကတိုက်လို့ရပါမယ်သူကတိုက်လို့မရပါဘူးနော်လိုင်စာကိုသူတို့ရဲ့နေမြေဖြစ်သတ်မှတ်ပေးထားတာဖြစ်တဲ့အတွက်အဲ့နေရာကိုသွားပြီးတိုက်ခိုက်သိမ်းပိုက်လို့မရပါဘူးအဲ့ဘေးပညာကရွာတွေမြို့တွေကိုဒါတိုက်ခိုက်လို့ရပါလိမ့်မယ်ဒါပေမဲ့တက်မတော်ကအချိန်မီလေကြောင်းကနေဘုံကျဲသွားတိုက်ခိုက်လို့တော့ရတယ် မြေပြင်နေမတိုက်ပေမဲ့ဝေဟင်နေပြီးတော့ဆော့ခွက်ပြောင်ပြီးတော့ဖုံသွားခါလို့တော့ရတယ်ဆိုတာလေးကိုတော့အကြံပတ်တဲ့နောက်ကနေသိအောင်တင်ဆက်ပေးလိုက်ပါတယ်နော်နောက်တစ်ခါတော့ဒီဘက်ဒီစကိုင်းဘက်မှာတော့တော်တော်တိုက်ပွဲတွေပြင်းထန်နေပါတယ်နော်ပြီးရင်ဒီဘက်ဒီရှမ်းတောင်ဘက်မှာလည်းဒီတချို့ပိုးဒေတာနော်ပိုးကိုပဲအုတ်ချုံခွင့်ရဒေတာတွေထဲမှာတချို့တချို့သောနေရာလေးတွေမှာတိုက်ပွဲလေးတွေပြင်းထန်နေတာရှိပါတယ်နော်အကြံပတ်တည်းရဲ့ဝင်ရောက်နောက်ဆက်ရှင်ကြောင့်ဒီပိုးပြည်သူစစ်တွေပိုးတိုင်းရင်းသားတွေအနေနဲ့သူတို့ရဲ့ပြည်သူသူတို့ရဲ့လူမျိုးတွေအတွက်ကို ကာပါပေးပြီးတော့အသက်တွေပေးပြီးတော့ကာကွယ်နေရတဲ့အနေအထားတွေရှိပါတယ်နော်ဒါကတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ကျွန်တော်အများအပြားပြောပြနေကြစကားအတိုင်းပဲတမရတော်သားတွေနဲ့တမရတော်သားမိသားစုဝင်တွေ online ဆိုဟို online social media တွေနဲ့သုံးဆမှုနဲ့ပတ်သက်ပြီးတော့တမရတော်ကအများတန်းစာတွေထွက်တယ်ဆိုတာကိုကျွန်တော်အများအပြားပြောလိပြောတာရှိပါတယ်နော်အဲ့တော့28ရက်နေ့ကျင်းတဲ့တောင်ဒါသက်ဆိုင်ရာတရင်တစ်ဖွဲ့အသီးသီးတွေကိုပေးဖို့ပြီးပြီတော့ကျွန်တော်တွေသိရပါတယ်ဒါကဘာလဲဆိုလို့ရှိရင်တမရတော်သားမိသားစုဝင်တွေတမရတော်သားလို့ ပါပြီဖြစ်တဲ့အတွက်တမတော်သားအရာရှိစစ်သည်အားလုံးပါဝင်ပါလေနော်အဲ့တော့ပြီးရင်ထိုနီးတို့သာသူ့ရဲ့မိသားစုဝင်တွေဖြစ်တဲ့ဒီရဲမေမိခိုးသူတာသမီတွေလည်းအားလုံးပါဝင်ပါလေနော်ဒါကပါလဲဆိုလို့ရှိရင်တမတော်သားတွေနဲ့ပတ်သက်တဲ့ချက်လက်နဲ့ပြောပြရမယ်ဆိုလို့ရှိရင်တမတော်သားတွေအနေနဲ့ line ပေါ်မှာဖင်ရတာနော် online social media သုံးဆမှုမှာခင်ဗျားတို့ uniform နေနဲ့တင်တာတွေကျွန်တော်အရင်ကလည်းပြောတယ် uniform နေနဲ့တင်တာတွေ uniform အနေနဲ့တင်လို့ရှိရင်ခမရိုးရဲ့ကိုစားပြုဘက်တီ ဖုံးကွယ်ဖို့တစ်ဖက်အကြမ်းဖက်ဒီအနေနဲ့ဒီဟာကိုအခွန်ကောင်းယူပြီးသုံးဆွဲနေတာဖြစ်တဲ့အတွက်ခင်ဗျားတို့ယူနီဖောင်းကြီးနဲ့တင်လိုက်တယ်ဥမာတစ်ခုခြေလင်ဘက်ဥမာတစ်ခုလေချောင်းရံဘက်ဥမာတစ်ခုအမြောက်ဘက်ဥမာတစ်ခုကပ္ပဆာဘက်အစားတဲ့ဘက်တွေပေါ့ဒီဘက်တွေနဲ့သုံးဆွဲပြီးတော့ခင်ဗျားတို့ဘက်တွေကိုမဖြောက်ဖဲနဲ့တင်တယ်တစ်ဖက်ကြမ်းဖက်မီယာတွေအနေနဲ့ဘယ်လိုသုံးဆွဲလာလဲဆိုတော့အဒီကောင်ကမရင်းကောင်နော်ပေးသားပြုတ်သမီးပြုတ်မရင်းကျင်းလိုက်ပါတယ်ဒီဓာတ်ပုံတွေကလူပါအဲဒီကောင်ကဒီကောင်ကိုဘလို့မိရှုပ်သွားပါတယ်ဆိုခင်ဗျားတို့ရဲ့ဓာတ်ပုံတွေတခွပြည်သူလူထုတွေကိုထင်အောင်ထင်မှားဖြစ်အောင် တူမှုလုတ်တက်တယ်ဒါကြောင့်မလို့တက်မလို့ကဒိုင်လိုတွေမဖြစ်ရတယ်အောင်ခင်ဗျားတို့ရဲ့ဆိုရှယ်မီဒီယာသုံးဆွဲမှုခင်ဗျားတို့ရဲ့ဓာတ်ပုံတွေတင်လို့ရှိရင်ယူနီဖောင်းနဲ့မတင်ဘူးယူနီဖောင်းနဲ့တင်ခဲ့မယ်ဆိုရင်တော့မှကိုစားပြုဘတ်တွေကိုဖုံးကွယ်ဖို့ဆိုပြီးတော့ဒါ20ရှင်းနဲ့ထပ်မှန်ပြီးတော့စာထွက်လာတာရှိပါတယ်နော်အဲ့တော့ဒါတော့ပြီးလို့ရှိရင်နောက်တစ်ခုနောက်တစ်ခါတော့ဒီတက်မတော်ဒီရဲ့အတိုင်းဝိုင်းဝန်းကျင်တရင်တစ်ခွဲရဲ့ဒီတရင်ရဲ့ area ထဲမှာရှိတဲ့အဆောက်အဦအထင်ကြီးရှိတဲ့အဆောက်အဦဒီရန်သူရဲ့နော်ကြိရှိမှုမခံရတဲ့ဒီဥမာတစ်ခုခရရန်တိုက်တို့လက်နက်တိုက်တို့ ဆိုကြပါစို့တော်တဲ့အထင်ကြီးရှိတဲ့နေရာတို့အဲ့လိုနေရာမျိုးတွေမှာဓာတ်ပုံရိုက်ပြီး online social media ပေါ်မှာမတင်မှုဒါတွေကိုစာထွက်ထားတာရှိတယ်နောက်တစ်ခုမိသားစုဝင်တွေအနေနဲ့ social media ပေါ်မှာဒီဟိုအလုပ်တာတွေနော်ဘယ်လိုခေါ်မလဲကျွန်တော်ပြောရင်တော့နေတွေရိုက်မှာဆိုလို့နော်ပထွေးပထွေးကိုအဖေထင်နေတဲ့မီဒီယာတွေကိုတွားပြီးတော့သတင်းဖွာတာတွေပြီးရင်တရင်မှာရှိတဲ့အကြောင်းအရာတွေကိုတစ်ဖက်မီဒီယာတွေဒီကိုတွားပြောတာတွေဖရဲသီးပေါ့အမှန်တိုင်းပြောရရင်လောက်ကောင်ဖရဲသီးကိုပြောပြတာနော်အဲ့လိုမပြောချင်လို့ အဲ့လိုဟာတွေမလုပ်ဖို့မပြုတ်လုပ်ဖို့ဆိုရှယ်မီဒီယာအသုံးပြုတဲ့အချိန်မှာလည်းဒီနေစနစ်ကြကြသုံးဆွဲတတ်ဖို့ဒါထွက်လာတဲ့ကြီးတဲ့နေအများကြီးရယ်နော်အဲ့တော့မနေ့ကလည်းစားထွက်လာတယ်စားရတော့အများကြီးပဲဖတ်တော့မပြတော့ဘူးသိကျင်တော့တရင်တစ်ဖွဲ့မှာတေချာနားထောင်ပါ